ဂါဇာနောက်ဖက်ကမ်းမှာအဆုံးမသက်နိုင်သေးတဲ့ခရောင်းလန်းဂါဇာကမ်းမြောင်ဒေသမှာအပြစ်ခက်ရစေးကြီးကျညာပြီးတဲ့တပန်းရှိပါပြီ။သိပ်ပိုက်ခံထားရတဲ့အနောက်ဖက်ကမ်းမှာအဲ့ဒီသတင်းကြားရတဲ့အခါလူမျိုးတုံးတက်ပြတ်မှုနောက်ဆုံးတော့ပြီးသွားပြီ၊ဒဏ်ရာတက်တရာရသွားပြီလို့ကျွန်တော်တို့မျှော်လင့်ခဲ့ကြပါတယ်။ဒါမဲ့လည်းကျွန်တော်တို့အတွက်အပြစ်ခက်ရစေးကြီးဆိုတာမရှိဘူးလို့ကျွန်တော်တို့သဘောပေါက်ပါတယ်။ကျွန်တော်တို့ဆယ်စုနှစ်များစွာကြာ ြုံတွေ့နေရတဲ့နေ့စဉ်အကျန်းဖတ်မှုတွေဟာရော့ပါသွားမယ့်အရေးအယံတော့မတွေ့ရပါဘူး။2023ခုနှစ်အော်တိုဘာလ9ရက်နေ့ကစပြီးတော့ကျွန်တော်တို့ကိုတိမ့်ပိုက်သူအစ္စရေးရဲ့ရက်ဆက်ကြမ်းကြုံမှုဟာပုံမပြင်းထန်လာခဲ့ပါတယ်။ဒီအပိုင်းတွေမှာဂါဇာနောက်ဖက်ကမ်းကဘဝတွေဟာထင်သလောက်မလွယ်ကူပါဘူး။အကျန်းဖတ်မှုစွန့်ပစ်ခံရမှုနဲ့ဒုက္ခတာပေါ့ ပြစ်ခတ်ရစေးတဲ့ဘောတူညီချက်ကိုကြီးညာပြီးတဲ့နောက်တငယ်ချင်းရဲ့သမီးငယ်လေးကဝန်တာအာရနဲ့တန်လွင်သည်ရွေးဖို့အဖိုးအဖွားတွေကို ပူဇော်ပါတယ်ခက်ခက်ခဲခဲလောက်ရလိမ့်မယ်လို့သူမကိုပြောခဲ့တဲ့အခါဘာဖြစ်လို့လဲစစ်ကြီးမပြီးသေးဘူးလားလို့သူမကပြန်မေးပါတယ်ဂါဇာမှာစစ်ပွဲတွေပြီးဆုံးသွားတာဟာနောက်ဖက်ကမ်းကပါလက်စတိုင်းမိသားစုတွေဟာသူတို့ရဲ့နေမြေတွေကတန်လွင်သည်တွေကိုရိတ်ဖို့ထင်သလောက်မလွယ်သေးဘူးဆိုတာ ဒီကလေးငယ်လေးကိုဘယ်လိုရှင်းပြရပါမလဲ is this တက်ကထောင်ထားတဲ့အသားစီတွေဒါမှမဟုတ်စစ်သားတွေနဲ့အခြေချနေထိုင်သူတွေရဲ့တိုက်ခိုက်မှုကိုကြောက်လို့ဒါမှမဟုတ်အဲ့ဒီနှစ်ခုလုံးကြောင့်သူတို့ရဲ့ဒေါအုပ်တွေစီကိုလူတွေမတွားရကြသေးပါဘူးပါလက်စတိုင်းလေသမားတွေဟာနေ့စဉ်အကြမ်းဖက်စော်ကားခံရမှုတွေရှိနေပါတယ်2023ခုနှစ်အော်တိုဘားလ9ရက်နေ့ကစပြီးတော့ ဣဇေကပါလက်စတိုင်းလူမျိုးတွေပေါ်တိုက်ခတ်မှုစုစုပေါင်း9154ကျင်းပြုလုပ်ခဲ့ပါတယ်။ကလေးနေရ12ယောက်အပါဝင်ဣဇေစစ်တပ်နဲ့အခြေချနေထိုင်တဲ့လူတွေကပါလက်စတိုင်းတထောင်နီးပါးကိုတပ်ဖြတ်ခဲ့ကြပါတယ်။ပါလက်စတိုင်းတထောင်ကျော်လေအိုးမဲအိမ်မဲဖြစ်ခဲ့ရပါတယ်။အခြေချနေထိုင်သူတွေနဲ့စစ်သားတွေဟာ2023ခုနှစ်အော်တိုဘာလ9ရက်နေ့ကလေးကတန်လွင်ပင် 3239ဘင်ကိုဖျက်ဆီးခဲ့ကြပါတယ်။မြို့ပြမှာတော့ဘွားတွေကလွယ်ကူမနေပါဘူး။ရမလာမြောက်ဖြတ်ရှိရာဝါဘီမြို့ကန်တယောက်ကတော့ကျွန်တော်တို့ကအလောက်ကန်နဲ့မုန်းချက်တဲ့တံကိုနေ့တိုင်းခံစားနေရတယ်လို့ပြောပါတယ်။ဒါ့အပြင်အလောက်ကိစ္စတို့ဈေးဝယ်ဖို့တို့တရားဝင်စာရွက်စာရွက်တွေရယူဖို့ဒါမှမဟုတ်အရေးကြီးကိစ္စတခုခုအတွက်မြို့ပြင်ကိုခီးသွွားဖို့လိုအပ်နေအောင် စစ်စည်းခိတ်တွေမှာနိုင်ပေါင်းများစွာပြိမိနေပြီးတော့လူရာကိုတော်တော်နဲ့မရောက်နိုင်ကြပါဘူးရာဝါဘီနဲ့ရာမလာမြို့ကြားမှာတဏ္ဍာဂိတ်၄ပေါက်စစ်မျော်စင်တစ်ခုအတားစီတစ်ခုရှိပါတယ်အဲ့ဒီမြို့နှစ်ခုဟာ7မိနစ်စာသာတွားရတဲ့ခီးဖြစ်ပေမဲ့အဲ့ဒီတားစီတွေကြောင့်တသက်လောက်ကြာတယ်လို့တောင်ထင်ရပါတယ်နောက်ဖက်ကန်တလျှောက်မှာအစ္စရေးတားစီ916ခု တန်တကား243ပေါက်ရှိပြီးတော့အဲ့ဒီကနေ243ခုကိုအော်တိုဘာလ9ရက်2023ခုနှစ်နောက်ပိုင်းမှာတိစောက်ခဲ့တာပဲဖြစ်ပါတယ်။ဒါဟာအစ်ဇေးစတဲ့ snap ဖြစ်ပြီးတော့ပါလက်စတိုင်းတယောက်ဟာအစ်ဇေးဂိတ်တစ်ခုမှာ နိုင်ပေါင်းများစွာပိတ်မိနေနိုင်ပါတယ်။ဒါတာမန်ကိစ္စရက်တွေကနေအရေးပေါ်စေကူတာမှုဒါမကပဲចောင်းသွားတတ်တာမျိုးတွေကွန်ပျူစီတည်ယူပို့ဆောင်တာမျိုးတွေအထိ အနောက်ရှက်ဖြစ်စေပါတယ်။ကျွန်တော်တို့ဟာဂျေရုဆလင်မြို့ကိုဝင်ရောက်ခွင့်ပိတ်ပင်ခံထားရပါတယ်။ဒါကြောင့် LSABLI နဲ့တန်ရှင်းတဲ့တင်းကျိုင်းကိုဖျားချောင်းတော့ကိုကျွန်တော်တို့လွတ်လပ်စွာတွားရောက်ကိုယ်ခွေခွင့်မရတော့ပါဘူး။ပါလက်စတိုင်းနိုင်ငံကိုသာမြို့ရင်းဝင်ရောက်ဖို့အထူးပါမစ်တွေပေးထားပါတယ်။ကျွန်တော်တို့ကလွန်ခဲ့တဲ့အနှစ်20ကျော်ကပဲဂျေရုဆလင်မြို့ကိုနောက်ဆုံးဝင်ရောက်ခွင့်ရရှိခဲ့တာပါ။ ဒါကြောင့်မျိုးဆက်တဲ့လူငယ်တွေဟာမိဘဘိုးဘွားတွေပြောနေတဲ့ပုံပြင်တွေနဲ့ပုံတွေကလွဲပြီးတော့မြို့အချောင်းကိုဘာမှမသိကြတော့ပါဘူး။ ISIS စစ်သားတွေကပါလက်စတိုင်းအိမ်တွေကို တကားတွေကိုချိုးဖျက်ပြီးဝင်ရောက်လေးရှိပါတယ်။ဒါပြင်အိမ်ကြီးချင်းတွေကိုလည်းအကြောင်းမချင်းမရှိဘဲမျက်ရည်ရောဘုံတွေနဲ့ပိတ်ခတ်တဲ့ဒုက္ခလည်းပေးတတ်ကြပါပဲ။ပုံမှန်ဘဝနေထိုင်ခွင့်ဝိပုကိုးွယ်ခွင့်တငယ်ချင်းတွေမိသားစုတွေနဲ့အရေးသွေးရှိတဲ့အချိန်ဖြုန်းခွင့် လွယ်လပ်စွာပြောင်းရွှေ့နေထိုင်ခွင့်ပုံမှန်ကျမ်းမာရေးစောင့်ရှောက်ခွင့်ပညာသင်ကြားခွင့်အလုံးကိုနောက်ဖက်ကမ်းမှရှိတဲ့ပါလက်စတိုင်းလူမျိုးတွေဟာအခုချိန်ထိခံစားနေကြရစေဖြစ်ပါတယ်ကိုကာအယ်ဂျာဇီယာဘာသာပြန်ရေးသားသူရစ်ချတ်